ကလေးတို့ရေတီချဲအခုပြောပြမယ်ပုံမြင်လေးကတော့ရုံကလေးဖြူဖြူဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ကွယ်ဟိုးရှိရှိတော့ငါပေါ့ကွယ် ဖြူဖြူဆိုတဲ့အလွန်ချစ်စရာကောင်းတဲ့ယုံလေးတကောင်ရှိတဲ့ကွယ်ဖြူဖြူဟာချစ်စရာကောင်းတလို့အလွန်ကိုမာနကြီးရပေါ့ကွယ်အိမ်ကြီးချင်းတွေနဲ့လဲစကားမပြောဘူးတဲ့ဖြူဖြူရဲ့အိမ်ပေးမှာတော့ညွညိုးဆိုတဲ့ရှင်ကလေးရဲ့ဝတ်တုံးဆိုတဲ့ဝတ်ဝင်လေးရဲ့ဖိုးရှုံးဆိုတဲ့မြောက်ကလေးရဲ့နေထိုင်ကြတဲ့ကွယ်ညွညိုးဝတ်တုံးနဲ့ ဖိုးရှုပ်တို့ဟာသိချစ်ကြတဲ့တငယ်ချင်းတွေပေါ့ကွယ်သူတို့ဟာဖြူဖြူနဲ့လေတငယ်ချင်းဖြစ်ချင်လို့ขอจ้าบินแม่ชิชูก็ပြန်မขอဘူးกွယ်ဒီလိုနဲ့လေရီတိုက်ပြီးမိုးရေရွာတဲ့နေ့လေးတနေ့မှာတော့ဖြူဖြူရဲ့အင်္ဂလီဟာပြိုကျသွားတယ်ကွယ်ဖြူဖြူဟာသူ့အင်္ဂလီပြိုကျသွားတော့မိုးရွာထဲမှာဝမ်းနေနေရပေါ့ကွယ် သူ့ရဲ့အိမ်ဘေးမှာရှိတဲ့ညိုညိုဝါထုံတဲ့ဖိုးရှုပ်တို့ကိုလည်းအခုအညီမတောင်းရဲဘူးကွ။ဒါပေမဲ့မိုးရီထဲမှာဖြူဖြူငိုနေတာကိုညူညူကမြင်တဲ့ကွ။အဲ့ဒီချိန်မှာပဲညူညူကသူ့တငယ်ချင်းတွေဖြစ်တဲ့ဝါတုံနဲ့ဖိုးရှုပ်တို့စီသွားပြီးတငယ်ချင်းတို့ရေဖြူဖြူရဲ့အင်္ဂလီကတော့လီရီတိုက်လို့ပြိုသွားတယ် ငါတို့သွားပြီးကုညီကြရအောင်လို့ပြောတဲ့ကွယ်အဲ့ဒါနဲ့မြောက်ကလေးဖိုးရှုပ်ကလည်းဟာဒါဆိုသွားကုညီကြရမှာပေါ့လို့ပြောလိုက်တဲ့ကွယ်သူတို့ကအဲ့လိုပြောပြီးအတူတကွဖြူဖြူစီကိုသွားကြတဲ့ကွယ်ပြီးတော့သူတို့တငယ်ချင်းတွေဟာဖြူဖြူရဲ့အိမ်ကလေးကိုပြန်ဆောက်ပေးတာပေါ့ကွယ်တငယ်ချင်းတွေအလုံးဝိုင်းပြီးတော့စူပောင်းပြီးဆောက်လိုက်တဲ့အခါမှာတော့ ဖြူဖြူရဲ့အိမ်ကလေးကပြန်ပြီးကောင်းသွားတာပေါ့ကွယ်။နောက်ဆုံးတော့ဖြူဖြူဟာတငယ်ချင်းတွေကိုတောင်းပန်တာပေါ့ကွယ်။တငယ်ချင်းတို့ရေငားမားပါတယ်။နောက်ဆိုငါမင်းတို့နဲ့ချစ်ချစ်ခင်ခင်အတူတူနေပါတော့မယ်လို့ပြောလိုက်တဲ့ကွယ်။ညူညူကလည်းရပါတယ်ငါတို့ကတငယ်ချင်းတွေပဲတငယ်ချင်းဆိုတာတအူးနဲ့တအူး ကူညီရမှာပေါ့ဟာလို့ပြောပြီးတငယ်ချင်းများအားလုံးချစ်ချစ်ခင်ခင်နေထိုင်ကြတဲ့ကွယ်။ကဲတားလို့သမီးတို့ကြီးဒီပုံမြင်လေးရဲ့မှာဆိုရင်ဖြူဖြူဟာအမတန်းကိုမာနကြီးတယ်။တငယ်ချင်းတွေပေါ့လေကောင်းကောင်းမဆက်ဆံဘူးမခေါ်ဘူးဒါပေမဲ့တကယ်အရေးကိစ္စကြုံလာတဲ့အခါမှာတော့တငယ်ချင်းတွေဟာသူ့ကိုဝိုင်းပြီးတော့ ကူညီပေးတယ်เนาะအဲ့လိုမျိုး စိတ်သက်လေးတွေနဲ့သူကတငယ်ချင်းတွေကိုပြန်ပြီးအားနာပြီးတော့သူမှားမှန်းသူသိတဲ့အတွက် အမှားကိုပြင်လိုက်ပြီးတော့အမှန်ကိုလှုပ်ဆောင်ခြင်းနဲ့စိတ်ကလေးဖြစ်ပေါ်လာတယ်။နောက်ပိုင်းမှာတငယ်ချင်းတွေနဲ့ပြန်ပြီးတော့စီစီယုံယုံ နေထိုင်သွားတဲ့ဆိုရဲတင်ငန်းစာလေးကိုရရှိစေပါရဲ့ကွယ်။ ဲ့ဒီတော့သားတို့သမီးတို့ကလည်းတငယ်ချင်းအချင်းချင်းသူသားရဲကိုသားရဲမခွဲခြားပဲအချင်းချင်းချစ်ချစ်ခင်ခင်နဲ့စီစီလုံးလုံးနေထိုင်ကြရမယ်เนาะကလေးတို့ရေ